all the review monkey so what it this ain't a movie i'm not no real teachers မိုင်ဆုံးအားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကိုစားရေးအားလုံးကိုပြသပေးမယ့်ဘိန်းလေးရပါလိမ့်တယ်ဆိုတော့ BMW မှာ ရှေ့ကလည်း BMW ရောက်ခဲ့ပြီးထောင်းနေတာเนาะဒီခေါက်ကပြောရပြန်လို့ဆိုတော့ဒီခေါက် F900 GS လေးကိုပြောပြပြမှာဖြစ်ပါတယ်ဟုတ်ပါတော့အဲဒီကပိုင်းတော့ Avenger လေးနည်းနည်းပြန်သွားမှာเนาะအခုသားဒီမှာ Avenger လေးဝယ်ထားဖြစ်တဲ့ဘိန်းလေးရှိရဆိုတော့အဲ့ဘိန်းလေးပြန်သွားမှာဖြစ်ပါတယ် Okay အဲ့တော့ဒီခေါက်တော့ F900 F900 လို့ပြောလိုက်ပြီဆိုကြရဒီရဲ့ဟိုပါပေါ့650နဲ့တော့နင်လားငါလားမားတယ်ပုံစံလေးကြည့်လိုက်မယ်ဆို F650 ကဒီရုပ်ဟုတ်ပါတော့ F900 ဒီရုပ် ရှင်းကြည့်လိုက်တိတ်မကွာအောင်တိတ်မကွာအောင်ကြည့်ရတာဟုတ်ပါတော့โอเคဒါပေမဲ့ဘာကြီးกว่าလဲဆိုရဲ့အချက်လက်လေးအသေးစိတ်လေးတွေကိုယ်စားရှင်းပြပြီးမယ်နောက်ပြီးတော့ဘာကြီးပြောင်းလဲသွားလဲဆိုရဲ့အချက်လက်လေးတွေထပ်ပြီးတော့ရှင်းပြပြီးမှာဖြစ်ပါတယ်โอเคအဲ့တော့ F650 တွေထုတ်လုပ်တဲ့ခုနှစ်တွေရက်သွားတဲ့အချိန်မှာဘာထွက်လာလဲဆိုတော့ F900 တို့က F650 ဥမာတို့ကထုတ်လုပ်တဲ့ခုနှစ်ကကြတော့2012လောက်မှာရက်သွားတယ်ဟုတ်ပြီနော်2012လောက်မှာရက်သွားတော့ဘာကြီးဘာဖြစ်လဲဆိုတော့ဒီကောင်ဒီ F900 ဆိုပြီးတော့2012အထက်မှာစပြီးတော့မှထွက်လာတာဖြစ်ပါတယ်အဲ650မှာတော့လိုအပ်ချက်တွေရောနောက်ပြီးတော့ဒီရဲ့ cuts ဟောပါတော့ဟာသူရဲ့လိုအပ်ချက်လို့လည်းပြောလို့ရတယ်နောက်တစ်ခုကကျတော့အဲဘယ်လိုလဲနောက်တစ်ဆင့်ခုံခံနီးမှာဒီကောင်တွေပြင်ဆင်လာတဲ့အချက်လက်တွေပေါ့နော်ဟုတ်ပြီနော် okay အဲ့တော့ F900 မှာကျတော့ဒီ F650 မှာဒီတောင်းဆိုမှုများတဲ့အရာတွေကိုဘာဖြစ်လာလဲဆိုတော့ F650 မှာတချို့ကမမီကြအောင်ရဲ့နေနေရဲ့နေနေဆိုတော့အရက်မြင့်နေပေါ့အရက်မြင့်မှာစီလို့ရရဆိုတော့650မှာ900မှာကျတော့ဘာလာလဲဆိုတော့ဒီကောင်ဒီပုံမှန်အားဖြင့် 650ထက်ကိုပြောရင်ပူတယ်နှိမ့်နေပေါ့နော်အဓိကတော့ကြည့်လိုက်သေးသေးလေးပဲဘယ်ရဟုတ်ပါနော်โอเคဒီကောင်လေးကတော့ F900 လေးဖြစ်ပါတယ်ဟုတ်ပါနော် engine power ကတော့800ပဲဟုတ်ပါနော်650တဲ့ 4HP ပို့တယ်နော်မြင်းကောင်လေးအဲ့လိုပို့တယ်နည်းနည်းလေးပဲပို့သွားတယ်ဒါပေမဲ့ engine ညီပါလဲဆိုတော့ 800cc ဖြစ်တဲ့အတွက်ဒီကောင်လေးပါ quad ram ဆိုတော့ဒီကောင်ရဲ့ mapping လေးနည်းနည်းกว่าမယ်နောက်ပြီးတော့ဒီကောင်ရဲ့ aerodynamic ratio လေးကောင်းလာတဲ့အပေါ်မူတည်တော့မှဒီကောင်ဒီ speed boat ထွက်မယ်ဟုတ်ပြီနော်နောက်တစ်ခုကဘာလဲဆိုတော့ F650 မှာတို့ကဘာဖြစ်လာလဲဆိုတော့ကိုသားတို့ဒီ shade brake ဒီတစ်ချက်ပဲဒီကောင်မှာကကြတော့လက်ချက်ဖြစ်သွားပါပြီ shade brake ဒီဘာဖြစ်လဲလက်ချက်နဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီနော်ပြရရင်ဂွေနဲ့ပဲလာတာဖြစ်ပါလိမ့်တယ်ဟုတ်ပြီနော်โอเคအဲ့တော့သူရဲ့ရှေ့ရုပ်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဘာဖြစ်လဲဆိုတော့ဒီ650နဲ့နင်လားငါလားလေးပဲတော်တော်လေးတူတယ်โอเคအဲကိုသားရဲ့650 review လေးရတော့ရှေ့မှာတော့ တင်လာပြီးတော့ကိုယ်တိုင် comment link မှာလည်းပြတာပေးမယ်ဟုတ်ပြီနော်ဒီ650 review လေး GB ဆိုတာ900လေးဖြစ်ပါတယ် okay အဲ့တော့ကြတော့650နဲ့900မှာရုပ်ကတိတ်မကွာဘူးမပြောင်းလဲဘူးပေါ့နော်ဒါပေမဲ့ဘယ်နာကြည့်ရင်ပြောင်းလဲလဲဆိုတော့ကိုယ်အဲ့ digit မယ်နောက်ပြီးတော့ဒီကဒီ body shape နည်းနည်းလေးတွယ်သွားတယ်ကောဟိုကောင်လိုပြက်ပြဲကြီးမဟုတ်တော့ဘဲနည်းနည်းလေးတွယ်ပြီးတော့မှပို့ပြီးတော့မှကြည့်လို့ကောင်းပြီးတော့လှလာတာဖြစ်ပါတယ်ဟုတ်ပြီနော် okay ဒီကောင်ကတော့ဒီတန်ကိုင်းတွေရော skip plate တွေရောပါတဲ့အတွက်ဒီဘင်းလေးတော့တော်တော်လေးမိုက်တယ်ဒီကောင်ကငကွားတော့မပါဘူးပေါ့နော်ဟုတ်ပြီနော်ဒီရဲ့နောက် shot ပါလို့လေဒီကောင်မလုပ်လို့ရဆိုတော့ preload adjust ပေါ့နော်ဒီကောင်ကလည်းလက်နဲ့လှည့်ပြီးတော့မှအပြော့အမအနေဟိုအပြော့အမပေါ့ shot ပါဦးမှာ margin အပြော့ချင်တာကိုလှုပ်လို့ရမှာဖြစ်ပါတယ်ရှေ့ရဲ့ suspension မှာတော့ adjustment မပေးထားဘူးနောက်မှာတော့ adjustment လုပ်လို့ရတယ်ဟုတ်ပြီနော် okay အာ chain spoke နဲ့ chain ကလည်းဒီဘက်မှာပဲဒီကောင်လည်းဟုတ်ပြီနော် okay brake ကတော့ဟိုဘက်ချမ်းမှာဖြစ်ပါတယ်ဟုတ်ပြီနော်ညီကိုရင်း ဒီကောင်လေးကတော့ F900 လို့ပြောလိုက်ပြီဆိုကြရအောင်။ဟုတ်ပါပြီ။ဒီကခီးသွားဘိန်းဆိုတဲ့အတိုင်းဒီကဒီ beginner rider ကိုမှဟိုတချို့ကြလဲဘိန်းတသေးလေးနဲ့အာခီးအဝေးအကြိုက်ပတ်ချင်တဲ့လူတွေရှိရယ်။ဟိုတနိုင်တပိုင်လေးပဲပေါ့။ဟိုကလည်းအရက်လည်းပူတယ်တနိုင်တမန်လေးလည်းခီးသွားချင်တယ်။လမ်းကြောင်းမှာလည်း GS မှာ GS လို့ပြောလိုက်ခီးသွားဘိန်းမှာပြည့်စုံနေတဲ့ချက်လေးပြောပါဦးဒီကောင်ဆိုဒီမှာဒီကောင်ရဲ့ဟိုက power black pin လေးဆိုဒီကောင်အဲ့ gray ကဒီကောင်ပါလာပေးတာဖြစ်ပါတယ်။ဟုတ်ပါတော့။ဒီကောင် power black in လေးပါပြီးသားဖြစ်ပါတယ်။ဟုတ်ပါတော့။ မန်ထောင်လေးကိုလည်းတို့ကဒီထက်ရှည်ရဲ့အရှိအတူလေးပြန်ဝယ်လို့ရသေးတယ်ဟုတ်ပါတော့အဲဒီကောင်ရဲ့စီတိုင်ကြီးလေးဆိုရင်လည်းတို့ကနောက်မှာပုံးနေဂတ်တွေပါတယ်ဆိုရင်တို့ကဘယ်လိုလဲဆိုတော့ဒီလိုပေါ့ဒီရဲ့ GS ဒီ series မှာကြာထုတ်ထားပြီးတာတခုကောင်းတာဒီရှေ့မှာမပါတော့ဘူးသူရဲ့စီတိုင်ကြီးဒီဘယ်ရောက်သွားလဲဆိုတော့ဒီမှာအဲ့တော့ဟိုဘယ်လိုပြောမလဲတယောက်ထဲဓမ္မအတွက်ကတော့အဆင်ပြေရယ်နှစ်ယောက်ထဲဓမ္မဆိုရင်တော့နောက်ကလူခဏဆင်းမရမှာဒီကောင်လေးကကြာတော့ ဟုတ်ပါတော့မစင်းမဲထိတ်မဲ့ဆိုလဲကောင်းမလေးရပေါင်လာဖတ်ထားလိုက်โอเคโอเคအဲ့တော့ဒီမှာဖွင့်ပြီးတော့မှစီထည့်အောင်မယ် CD နဲ့ plastic တန်ကြီးနဲ့လာတာဖြစ်တဲ့အတွက်တန်ကြီးကြိုက်မှာညှိတက်မှာလုံးဝဘာမှစိတ်ပူစရာမလိုတော့ဘူးအဓိကတော့ဟိုကိုကတော့ရေတွားမထည့်နဲ့ပေါ့နော်ရေတွားထည့်လိုက်တော့ကိုတိုင်ဘက်ကုန်မှာโอเคအဲ့တော့ဒါလေးကတော့သူ့ရဲ့စီတန်ကြီးလေးဖြစ်ပါတယ်ဒီဘက်ပြပြပတ်လိုက်ဒါလေးကစီတန်ကြီးလေးနေเนาะ plastic တန်ကြီးနဲ့ သူ့ရဲ့ top out ကတော့ဒီနာလေးမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒီနောက်ဖိနိုင်ကုန်ကိုဖိနေတဲ့ပေါက်လေးကဒီပေါက်လေးဖြစ်ပါတယ်။ဒါလေးလဲလိုက်မယ်ဆိုရင်ကိုသားတို့ဒီအရှိရနေတော့အရှိရနေဖွင့်ရမှာအနောက်ကနေဖွင့်တာမဟုတ်ဘူးဒီကောင်ကျတော့ဖွင့်မယ်ဆက်ထုတ်မယ်။ Okay ။ဒီမှာဆိုရင်ပါပါမလဲသူ့ရဲ့ဒီတူးလေးတွေနက်လေးတွေဒါ original ပါတဲ့ဟာလေးတွေပေါ့နော်။ Okay ။အားလေးတွေရှိမယ်။နောက်ပြီးတော့ဒီကောင်ဒီပါပါမလဲဆိုတော့ဒီကောင် easy ဒီမှာပဲ။ဟုတ်ပြီနော်။ နောက်ပြီးတော့ဒီကောင်ရဲ့ဆက်ထိုးကောင်းတွေပါလေဆိုလဲဒီမှာပဲဟုတ်ပါနော်โอเคပြီးတော့ဒါကတော့သူ့ရဲ့စီတန်ကြီးပန့်ထိုင်ပေါ့နော်အဲ့တော့ဒီထဲမှာကတော့ထရီဒူးအများကြီးထဲစရာတော့မပါဘူးဟုတ်ပါနော်အဲ license plate တွေပါဆိုဒီလောက်ဒီကြားထဲမှာလောက်ပဲနည်းနည်းတော့ထည့်လို့ရမယ် quality နည်းနည်းပပလောက်ပဲထည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပါတော့အရင်ပြီးခဲ့တဲ့ GS demo ဒီက suspension အနေနဲ့တော့ကိုယ်တိုင်စိတ်တိုင်းကြားကစားလို့မရဘူးပေါ့နော် တော့ manual အနေနဲ့ပဲတွားပြီးတော့မှဟိုလက်လက်လက်နဲ့ပဲရမယ်လက်လက်နဲ့ရတဲ့အပြင်မှာဒီအပြော့အမှားပဲရမှာပေါ့နော်ဒါပေမဲ့ GS ကဒီ GS ထဲမှာတော်တော်နိုင်တဲ့ GS လို့ပြောရမှာဘာဖြစ်လို့လဲဆိုတော့ suspension ပြင်တာလို့ကိုယ်တိုင်အစဆန်းကြည့်ရမပြင်တော့ဒီ app ကနေ CD ရဲ့ data ကိုကိုယ်တိုင်ပြန်လိုက်ကြည့်လိုက်မှာဒီကောင်ကတော်တော်နိုင်နေပြင်နေမှာပါအဲ650ထက်ကိုနိုင်နေဟုတ်ပြီနော်နောက်ပြီးတော့ ခုနရှေ့ရနေတော့ရှင်းလို့မရအောင်ရှေ့ရတော့ off road ကိုဥတီသွားတယ် smoke တွေနဲ့လာဆိုတော့ဟုတ်ပြီနော်ဒီကောက်မှာတော့ဘာဖြစ်လဲဆိုတော့ ground clear လည်းဘလောက်ပဲရှိတယ်ဆိုတော့တထွားကြကြပေါ့နော်တထွားကြကြဒဲဒဲလိုက်မယ်တထွားကြကြပေါ့တထွားလောက်ပေါ့တထွားလောက်ဆိုတော့ရှင်းပြမယ်ရှစ်လက်မရှစ်လက်မရှစ်လက်မနဲ့ဆယ်လက်မကြားပေါ့အဲ့လက်ကြားလာတော့ clearing ရှိတယ်ဟိုရှိရလို့ F650 မျိုးတော့အမြင်ကြီးမဟုတ်ဘူးဒါပေမဲ့ဘိန်းနေဘိန်းနေတော့ဖြစ်တဲ့အတွက်ဒီကောင်ကဘာဖြစ်လဲဆိုတော့ အဲ့အောက်ကလည်းလိုက်နေသွားတာ okay အဲ့တော့ဘယ်အရက်ပူးတဲ့လူတွေအတွက်က this very good ရမ်းမိုက်တယ်ဟုတ်ပါနော်နောက် gear rider တွေအတွက်အရန်ကောင်းတဲ့ဘိန်းအမျိုးအစားလေးလည်းဖြစ်ပါတယ်ဟုတ်ပါနော် okay အဲ့တော့နောက်ပြီးတော့ဒီကောင်ကအဲ့ model ဒီ model တွေကလည်းရှင်းပြမယ်ဆို perfect ဖြစ်အောင်လုပ်ထားပြီးရသလားကိုစိုက်တို့ဒီခီးသွားတယ်ရှင်းပွက်ထဲမှာဖနှက်တွေပိုင်းနင်းမိရပြုတ်မိရဆိုရင်ဟိုဒီကောင်လေးရဲ့အခြေတင်ကုန်တွေကအနင်းတန်နေတာဆိုတော့သူကဒီအချုံတွေလောက်ထားအလကားလောက်ထားမှာသူက ကုတ်ပြီးဖယ်ချလိုက်လို့ရဒီရှေ့မှာဆိုလဲသူကနင်းလိုက်ရှုံနေပိုင်နဲ့မိနေအောင်လို့โอเคဟုတ်ပါတော့အဲ့တော့ BMW ကဒီကောင်ကဒီရဲ့ဟိုဟာတွေ reserve လုပ်ထားရဲ့ပြန်ထုတ်ထားတဲ့ number တော့ဒါအကျန်းတယ်အဲ့တော့ main key rider တွေတော်တော်ရွေးချယ်တင်တယ်ဥမာ CB 900 ACE တို့ပါလို့ CB တော့ဝလာတဲ့လူတွေဆိုရင်ဒီဘိန်းရဲ့ရွေးချယ်တင်တယ်ဘာကြောင့်လဲဆိုတော့ BMW F450 တို့ BMW F900 တို့အရန်ရွေးချယ်တင်တဲ့ဘိန်းတွေမှာပါတယ်ဘာလို့ BMW ရဲ့ အဗန်ဂျာမှာဆိုရင် BMW နဲ့ပတ်သက်ပြီးတော့ခံစားကြည့်ပါဘာလို့လဲဆိုတော့အဲကိုဆိုင်ဘာမှအထွေထွေမပြောခံစားကြည့်ဝယ်ကြည့်လူတယောက်ကဘွားမှာ GS တစ်စီးလာတော့ပိုင်ခဲ့ဘူးတဲ့ဆိုတော့ဟိုလေးဘောတမိုင်းလေးရှိခဲ့မယ်ဆိုရင်အဲကိုကဘယ်လိုပဲနေနေဘယ်လိုပြောရမလဲငါဘွားမှာငါ GS စီးခဲ့ဘူးတဲ့ဆိုရင်ရတာလေးပေါ့နော်အဲ့တော့ကိုဆိုင်ပေးရှင်တယ်အရှိရ GS မှာဆိုလဲကိုဆိုင်ရှင်းပြပေးခဲ့တဲ့ဟာဒီရဲ့ GS တွေရဲ့ ဖြစ်ဖြစ်တီလာပုံလှုပ်လှုပ်ပုံသူ့ရဲ့ဒီ function တွေအားသာဒီ app ခုနေရာမှာဆိုရင်လည်းသူကဘာဖြစ်လဲဆိုတော့သူကဒီသူ့ရဲ့ဒသမတ်ထဲနီလန်းကိုမတွားတော့ပဲနေကော model မြင်လာဖြစ်တဲ့အတွက်ဒီကောင်အများအကြိုက်ကိုပြန်လိုက်ပြီးတော့မှပြုပြင်ပြောင်းလာရပြီးတဲ့ဘိန်းလေးဖြစ်ပါတယ်ဟုတ်ပါတော့ okay အဲ့တော့ဒီကောင်ကဘာနဲ့လာလဲဆိုတော့ကိုယ်စားလို့ clarity ဟောနေပဲလာတာဖြစ်ပါတယ်ရိုးရိုးကလပ်နဲ့ပဲလာတယ်ဟုတ်ပါတော့ break ဒီဘာနဲ့လာလဲဆိုတော့ break ဟို shade shade နောက်တင်းနဲ့လာတယ် shade ဒီနှစ်ချက်ဟုတ်ပါတော့ okay ဒါလေးကတော့တော့လေးဖြစ်ပါတယ် တော့ဒီပါပါလဲ emo key လေးပဲပါเนาะ his key လေးတွေဖြစ်ပါတယ်โอเคဒီမှာဆိုရင်တော့ကိုစားရောဒီဘက်ခလုတ်အုံမှာဆိုရင်ပါပါအောင်မလဲဆိုတော့လက်ကင်အပူပေးတဲ့စနစ်ပါမယ်ဟုတ်ပါတော့နောက်ပြီးတော့ဒီမှာပါပါအောင်မလဲဆိုတော့ engine stock လေးပါမယ်ဟုတ်ပါတော့နောက်ပြီးတော့ဒီဘက်မှာပါပါမလဲ ABS အဖွင့်အဖွင့်ပိတ်ပါမယ်နောက်ပြီးတော့ information ရေးလို့ရမယ် horizontal ပါမယ် pass me ပါမယ် home ပါမယ် ကလုတ်တွေကစပြီးတော့မှ GS ထောက်နေရတယ်မျိုးမဟုတ်တော့ဘူးဒီကောင်တွေက2000စနစ်နောက်ပိုင်းဆိုတော့ဒီလူအများဒါကိုကြိုက်တယ်ဆိုတော့ဒီအချက်ကိုလက်ခံပြီးတော့မှပြောင်းလဲလာခြင်းဖြစ်ပါတယ်အဲ့တိုင်ခွက်လေးကြည့်မယ်ဆိုရင်လည်းတိုင်ခွက်မှာပါပါရပါဖြစ်လာလဲဆိုတော့ F650 နဲ့တပုံစံတိုင်းပဲ Okay ဟုတ်ပါတော့ F650 နဲ့တပုံစံတိုင်းပဲ Okay အဲ့တော့ဒီကောင်မှာပါပါလဲ ABS ပဲပေါအောင်မှာဖြစ်ပါတယ်ဟုတ်ပါတော့ Okay ABS ပါမယ်အဲနောက်ထပ်32ပါပါအောင်မလဲဆိုရဲချက်လက်ကတော့မပါသေးဘူး ABS ရဲ့ U manual လေးရဲ့ဒီ F650 မှာပါလာတဲ့အချက်တိုင်းပဲเนาะ Okay ဒါတော့ F 900ရဲ့ GS လေးဖြစ်ပါတယ်အ GS F 900 GS ပေါ့เนาะ Okay အဲ့တော့ engine ကတော့ပြောမယ်ဆိုရင်တော့ဒီရဲ့ F650 ရော F900 ရော F800 ရောကမျိုးတွေပဲဒါပေမဲ့ဒီကောင်ကမပင်နေနဲ့กว่าအဲ့ကြောင့်ဘာဖြစ်လဲဆိုတော့ဒီကောင်ကဒီ ဒါ horse power ထွက်တာချင်းလည်းနည်းနည်းလေးကွာကြတယ်ပေါ့နော် okay တော်တော်များများ puff တွေအကုန်တူတယ်ဘာပဲဆိုတော့အာ BMW ကလည်းသူများရေဟိုပြီးခဲ့တဲ့ခေါက်ကိုသာပြောလို့ Yamaha က MD15 R15 WR145 XSR15 တမျိုးတည်းတုံးတယ်လို့ပြောခဲ့တော့ညာလေ BMW ကအစော်ကြီးစဉ်းစားကြည့်အစော်ကြီး F BMW F650 မှာလည်းဒီ engine ပဲ F900 မှာလည်းဒီ engine ပဲ F700 မှာလည်းဒီ engine ပဲ Okay ပတ်ဖိုင်းတွေပေါ်လာမှာရယ်ဒိုင်ခွက်တွေကစအကုန်တူရယ်ဒါဒီကောင် suspension တွေဒီကောင်ရဲ့ဒီအနေထားလေးတွေအကုန်ကွာလာတာအချင်းဖြစ်ပါတယ်ဟုတ်ပါတော့ okay ABS ပါမယ် electric bike နဲ့ပတ်သက်ပြီးတော့မှနောက်ပြီးတော့လက်တိုင်လက်ကင် heater grip လေးတွေပါမှာဖြစ်ပါတယ်ဟုတ်ပါတော့အဲ့တော့ဆက်လီနိုးပြယူမှာဖြစ်ပါတယ်ဒီကောင်ကတော်တော်လေးအင်ဂျင်တားငိမ့်သွားပြီ။ဟိုအရင် model မှာ F650 မှာနည်းနည်းအတန်ကျန်ဒီကောင်မှတော်တော်ရွံ့ငိမ့်သွားပြီ။ တော့ beginning writer တွေအတွက်ကတော့အရန်တင်းတော်တဲ့ဘိန်းအရှင်းပြောမယ်နောက် gear writer ပေါ့နော် main ကလေးတွေ avenger စစီးမယ်ဆိုရင်တော့ဒီဘိန်းတွေစစီးနှိမ့်လဲနှိမ့်လဲတေးလဲတေးလဲထိန်းလဲလဲကောင်းလဲခီးလဲသွားလို့ကောင်းတဲ့ဘိန်းတွေမှာအမျိုးသားတွေမှာပါပါတယ်အဲဒါမှမဟုတ် beginning writer ပေါ့နော်အာ650စီလိုနည်းနည်းလေး level မြင့်ချင်တယ်ဆိုရင်ဒီကောင်ကိုစီးကြည့်ဒါပေမဲ့ဒီကောင်ကနေစစီးမယ်ဆိုရင်လည်း Avenger စီးတင်တယ်ဒါပေမဲ့ပြောပြချင်တာတခုက CB 58တောက်ပဲဘဝကြီးမှတ်မနေနဲ့ဟာဒီကောင်ကိုထိုင်းကြည့်ထိုင်းကြည့်စီခြင်းလဲဘာမှမတူဘူးသူရဲ့ဒီ Honda ကပေးတဲ့ performance နဲ့ဒီကောင်လေးကပေးတဲ့ performance ဘာလို့လဲဆိုတော့အာတချို့ကဒီပေါ့ Sport Touring နဲ့ Avenger ကွဲလွဲနေတဲ့အချက်လေးတွေလေကိုစားရင်နောက်ဗီဒီယိုတစ်ခုမှလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကောင်ကတော့ shade ဒီပါလဲလားဆိုတော့တာယာတွေကလည်း69နောက်69နဲ့လာဖြစ်တဲ့အတွက် market ထဲမှာလွယ်လွယ်ကူဝယ်လို့ရတယ် brake shoe တွေလည်းပုံစံတူတွေပေါ်မှာပေါ်လွယ်လွယ်ကူလေးနဲ့ဝယ်လို့ရတာဟုတ်ပြီနော်အဲ့တော့ရွေးချယ်မယ်ဆိုဒီလိုဘိန်းတွေရွေးပါအာဘာလို့ဆိုတော့အရန်တင်တော့နောက်နေတယ်ဖြစ်ပါတယ်ဒီကောင်လေးကတော့အရင်တော့ အဲဈေးကတော့တိတ်မများဘူးတရာအောက်မှာပဲရှိတယ်အခုမှဆိုရင်တော့မာကတ်ရနိုင်ငံရေးပြောင်းလဲမှုအရရောဒီရဲ့ငွေကြေးဖောင်းပွားမှုဒဏ်ကြောင့်ဒီကောင်တွေအခုဆိုရင်ဘယ်လောက်ပေါက်သွားပြီလဲဆိုတော့တရာ90 100เนาะဘိန်းကောင်းရင်100နီးအကတ်သွားတယ်တချို့ဆို100ပေါ်ရောင်းတဲ့ဘိန်းနေတော့မှကိုယ်တိုင်းမြင်ဘူးတယ်ဟုတ်ပြီเนาะအဲဘိန်းရောင်းရင်လည်းရောက်တယ်တချို့လည်း100ပေါ်ပေါ်လေးနေရောင်းတဲ့ဘိန်းလေးတွေရှိပါတယ်တချို့လည်း100 audit ဆင်းရောင်းတဲ့ဘိန်းလေးရှိတယ် okay ဒါပေမဲ့ဒီကောင်းရဲ့ပေါက်စီကတော့150နဲ့100ကြားမှာပေါက်ပလာဖြစ်ပါတယ်ဟုတ်ပြီเนาะဒါကတော့ဒီဘိန်းလေးကကိုယ်ဆိုင်ဆိုင်ဘိန်းလေးပါ ဝယ်ယူအားပေးမယ်ဆိုအားပေးလို့ရပါတယ်ဖုန်းနံပါတ်9958 9958လို့ဆက်သွယ်လို့ရပါတယ်ဟုတ်ပြီနော်အဲဒီအဆိုရင်ဒီဘိန်းလေးနဲ့ထွက်ပြီးတော့ကိုစားတို့လိမ့်လိုက်အောင်ဟုတ်ပြီနော်ကိုစားရဲ့တင်တန်းလေးလည်းဖွင့်ထားပါတယ်တင်တန်းအယောင်းဝယ်တင်တန်းလေးဒီမှာတက်ပါတက်ကြည့်ပါဘာလို့လဲဆိုတော့ဘာမှမတိတည်းရဲ့လူအတွက်လည်းရတယ်တိပိတာလူတွေပို့ပြီးတော့မှအုံနောက်တဲ့တကားပေါက်တွေအများကြီးဖွင့်ထားလိမ့်မယ်โอเคကိုစားရဲ့တင်တန်းလေးဒီဖွင့်ထားပါတယ်ဒါရောက် join လို့ရပါတယ်ဘိန်းဝင်မယ်ဆိုရင်လည်း ဟုတ်ပြီနော်ဒါလည်း license ပါတဲ့ပိတ်နေဖြစ်ပါတယ်ဟုတ်ပြီနော်မင်္ဂလာရှိတော်နေ့နေ့လေးဆန္ဒကြပါပြီလို့ဆုမွန်တော်တောင်းပါတယ်ပါရတက်တင်ရိုက်တာဟောင်းတော်ပါပါတယ်အခုနေရာလေးဟုတ်ပြီနော်ဒါတော့ဒီဒီစောနေတာအဝါလေးလေးနေရာဖြစ်ပါတယ်ဟုတ်ပြီနော်နေနေမြတ်မြတ်သူလေးလာကြည့်ချာဆို What you do Picasso. <music> Welcome to Scientum Moto Review Macho Sobale. Descending Nepping Yam Yatu Leila Picasso. Descending Nepping Yam Yatu Leila Picasso.